မင်္ဂလာပါတူတိုင်း insight channel ရာနေကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်ကလက်ကန်စာဆောင်တစ်ခုဘလို့ဖန်တီးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်တဆက်တည်းကျွန်တော်မြန်မာစာစာစာတော့ဆိုင်တစ်ခုတည်းလက်ကန်စာဆောင်တစ်ခုဖန်တီးတဲ့ပုံစံကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်ဒီထဲမှာတစ်ခါတည်းပေါ့နော် အပြင်ကဓာတ်ပုံတွေဘယ်လိုထည့်မလဲဆိုတာကိုပါကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။တခြားကျွန်တော်ပြပေးနေရတဲ့လေကျွန်တော်တတိထားမယ့်အချက်လက်တွေကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။တခြားလိုက်ကြည့်ကြည့်ပါ။ဆိုတော့ကျွန်တော်ကလက်ကမ်းစာဆောင်တစ်ခုဖန်တီးဖို့အတွက်ဆိုရင်ထုံးစံတိုင်း create ခေါ်မယ်။ create ကနေပြီးတော့ကျွန်တော်ဒီမှာရွေးလိုက်လို့ရတယ်။ ရွေးလိုက်ရင် fryer ဆိုတာရှိတယ်နော် fryer portrait အဲ့တော့ကျွန်တော်တို့က portrait site ပေါ့နော်တို့အရှိပေါ့အလျားလိုက်မဟုတ်ပဲねတောင်းလိုက် site လက်ကန်စားဆောင်တစ်ခုကိုကျွန်တော်ဖန်တီးမယ်အဲ့တော့ကျွန်တော်ဒီမှာရလာပြီဒီမှာ blank page တစ်ခုရလာပြီပေါ့နော်ရလာရင်ကျွန်တော်က design ကိုတွားလိုက်မယ် design ကိုတွားပြီးတော့ကျွန်တော်က restaurant ကိုရိုက်ရှာလိုက်မယ်နော် ဒီမှာကျွန်တော်ကတော့ရိုက်ထားပြီးသားမို့လို့ပေါ့ဗျာ restaurant လို့ရိုက်ရှာလိုက်ဒီလိုနည်းနည်းလေးပဲကြာလာမယ်ပြဿနာမရှိဘူးကျွန်တော်တခုခေါ်ကြည့်လိုက်အမှသူနဲ့တက်ဆိုင်ရတဲ့အများကြီးကြာလာလိမ့်မယ်ကြာလာတဲ့ထဲကနေပြီးတော့ကိုယ်စိတ်ကြိုက်ရွေးချယ်လို့ရတာပေါ့ဗျာရွေးပေါ့ကျွန်တော်ကတော့ဒီအောက်ဆုံးကဒါလေးကိုရွေးလိုက်တယ်ရွေးပြီးတော့ကျွန်တော်ဒီ template ပေါ်မှာပဲကျွန်တော်အနှဲငယ်အနှဲငယ်တော့မဟုတ်ပါဘူးတော်တော်များများကျွန်တော်ပြင်มาပေါ့เนาะပြင်မယ်ဆိုတော့ ပထမဆုံးကျွန်တော်ပြင်ရမှာနာမည်ပေါ့နော်ဒီနာမည်ကိုပြင်မယ်ကျွန်တော်ကတော့ကျွန်တော်လုံးမဲ့အာဆိုင်နာမည်ကိုကျွန်တော်အမေလက်ရာလို့ပေးထားတယ်အဲ့တော့ကျွန်တော် font ရွေးမယ်မြန်မာလိုရွေးမှာပေါ့နော်အာဒီ font တွေက Canva မှာ font တွေကဘယ်လိုလဲဆိုတော့သူပေးထားတဲ့ font တွေပဲတုံးလို့ရတယ်မြန်မာ font လည်းပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဟော ကော့ကိုစိတ်ကြိုက်မြန်မာအလှဖွန့်နေတုံးကျင်တယ်ဆိုလို့ရှိရင်ပရီမီယံမှာဒီမှာ upload front ဆိုပြီးတော့ထည့်လို့ရတယ် free version မှာတော့ထည့်လို့မရဘူး premium version မှာတော့ထည့်လို့ရတယ်အဲ့တော့ကျွန်တော်အောက်မှာ font တွေအတွက် Google Drive link လေးကိုလည်းကျွန်တော်ရဲ့ description မှာထည့်ထားပေးပါမယ်ယူသုံးချင်သုံးလို့ရပါတယ် ကျောင်းမှာအများကြီးတော့မရှိဘူးကျွန်တော်ရင်က save ထားတဲ့ font လေးတွေရှိရဲအဲ့ဒါလေးထည့်ထားပေးပါမယ်အခုလောလောဆယ်ကျွန်တော် font ရွေးမယ်ရွေးမယ်ဆိုတော့ကျွန်တော်ချက်ကြည့်မယ်ကျောင်းမြန်မာ font အလှလေးနည်းနည်းရွေးကြည့်မှာပေါ့နော်โอเคจะมาแจกอ่า recent เทม U4 personal regular ဆိုတဲ့ font လေးကိုကျွန်တော်ရွေးလိုက်မယ်။ရွေးပြီးတော့စာရိုက်မှာပေါ့နော်။ Sorry ။ဟိုကျွန်တော်မြန်မာစာကြိုက်တဲ့ scale ကတော်တော်ညံ့ပါလေ။တိခံပေးပါတော့။ Sorry ။ဒီလိုလေးကျွန်တော်ပေးလိုက်တယ်။နော်။ပေးပြီးတော့ default လေးနေရာချဖို့အတွက်ဒါလေးကိုခဏဖဲ့ထားလိုက်မယ်။ကျွန်တော်ဒီလိုလေး ကျွန်ဒီဟာကြီးကိုတော့မကြိုက်ဘူးမကြိုက်တော့ကျွန်ဖယ်လိုက်မယ်ဘာမှမဖြစ်ဘူးဖယ်လိုက်ပြီးတော့ကျွန်တော်ဒီဟာကိုလည်းထည့်လိုက်မယ်ဗျာရေရိုးရှင်းရှင်းလေးပဲထားလိုက်မယ်နော်အရင်ရှုပ်ရှက်ခတ်အောင်ကျွန်တော်မလုပ်တော့ဘူးနော်အဒီဖွန့်လေးကိုကျွန်တော်သဘောကျတော့ဒါလေးကိုပဲထားလိုက်မယ်လို့ရှိရင်အဲ့တော့ဒါလေးကိုကျွန်တော်ကအာတခြားအဆင်ပြေတဲ့ဖွန့်လေးရေးမယ်အရင်ကြီးမကြည့်တော့ဘူးနော်ဒီခါကျတော့ တချို့ font တွေကကျွန်တော်ရရတာအဆင်မပြေတဲ့ font တွေရှိတော့တယ်။ရှိတော့ကျွန်တော်ဒါလေးပဲတစ်ခါပြန်ရွေးကြည့်တတ်မယ် font ဆိုတော့ Okay အဲ့တော့ကောင်းကောင်းမွန်မွန်ဟိုစာလုံးကိုမြင်အောင်ရိုက်တဲ့အခါမှာချဲ့လိုက်မှာပေါ့နော်ကျွန်တော် Okay မြန်မာအစအစ မအစားအစာဆိုပြီးတော့ညိုက်လိုက်မယ်ပြီးရင် form ကိုကျွန်တော်ချဲ့လိုက်တယ်ဥပမာကျွန်တော်ရှေ့မှာလည်းပြခဲ့ပြီး form ချဲ့တာတူတူဆွဲပြီးတော့ချဲ့လို့လည်းရတယ်ဆိုတော့အပေါ်ကနေတော့ချဲ့လို့လည်းရတော့နော်ဒါလေးကို placement ကိုအလဲပါ okay အလဲပါထားတယ်ပြီးတော့ဒါလေးကိုလည်းသူ့နဲ့အလဲဖြစ်အောင်ကျွန်တော်ထားလိုက်တော့ဗောနော်အဲ့တော့ food menu ဆိုတာလေးကို လောက်ကျွန်တော်ပို့လိုက်မယ်အဲ့တော့ဖုန်မီနူးဆိုတာလေးကိုကျွန်တော်ကဖြုတ်လိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါကိုမီနူးကိုပြချင်တာမဟုတ်ဘူးကျွန်တော်တို့ဒီဇိုင်းကိုကြော်ညာချင်တာဆိုတော့အာဘာတွေထည့်တင်လဲဆိုတော့ဒါကတော့တကယ်လုပ်ငန်းလုတ်တဲ့လုပ်ငန်းရှင်ဆိုလို့ရှိရင်တော့သူကသူနားလဲပါလိမ့်မယ်သူဘာတွေထည့်တင်လဲဆိုတော့ပေါ့เนาะအဲကျွန်တော်လက်ရှိ idea ကတော့အာဒီဇိုင်းမှာ signature ဖြစ်မဲ့ အာမျိုးတွေကိုအဓိကထားပြမှာပေါ့နော်ပြီးတော့ဈေးနှုန်းနဲ့ပြီးတော့ကျွန်တော်က promotion တခုပေးထားမယ်အဲ့ဒါလေးကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်တော့ဒါလေးကိုပေါ်နည်းနည်းဆွဲတင်လိုက်မယ်ပြီးလို့ရှိရင်ဒါလေးကိုပဲနည်းနည်းနေရာလေးပြန်ချလိုက်မယ်ပြန်ချပြီးတော့ okay အာဆက်လို့ရှိရင် okay ညီသွားပြီနော်ဒီ main course ကိုလည်းဖြုတ်မယ်နောက်ပေါ်နည်းနည်းထပ်တင်မယ်ဒါလေးကို selection ပေး group လုပ်ပြီးတော့တခါတည်း ဆွဲတင်လိုက်မယ်နော်ဒီဆက်ဆိုဖြုတ်မယ်ဒါလေးကိုအပေါ်ထပ်တင်မယ်ချက်တင်ပြီးတော့တော့တစ်ခါလေး group လောက်လိုက်မယ်လောက်ပြီးတော့ဆွဲတင်မယ်နော်အာ sorry group ကကျွန်တော်ညားသွားတယ်လို့အာဒါပဲဆော့ဒီလောက်ပဲလောလောဆယ်ထိတော့နော်အဲ့တော့ ကျွန်တော်ဒီနေရာမှာကျွန်တော်တို့မြမအစားစားတည်ထဲမှာပေါ့နော်ဒါကတော့ဒီမှာကြတော့ဒါအနောက်တိုင်းစားပြီပေါ့ဗျာအဲ့တော့ကျွန်တော်အဲ့ဒါတွေဘယ်လိုယူရမလဲဆိုတော့တကယ်တမ်းကိုယ်ဆိုင်ကိုကိုယ်ဖွင့်မယ်ကိုယ်လုပ်ငန်းကိုယ်လုပ်မယ်ဆိုရင်တော့ ကိုယ်တိုင်ဓာတ်ပုံရိုက်တာအကောင်းဆုံးပါလောလောဆယ်မှာတော့ကျွန်တော်ကကိုခဲကနေယူသုံးမယ်အဲ့တော့ဘယ်လိုရှာမလဲဆိုတော့အကြံပြင်းလေးပြပေးမယ်ဒေါင်းလုဒ်ဆွဲပြီးတော့ပုံကိုဒီထဲကို upload ဘယ်လိုလုပ်ထည့်မလဲဆိုတော့ကျွန်တော်ပြပေးမယ်အဲ့တော့ကျွန်တော်ကကိုခဲကိုဖွင့်လိုက်တယ်ကိုခဲကိုဖွင့်ပြီးတော့ဒီမှာဒါကိုခဲပေါ့နော်ကိုခဲဒီ search box မှာကျွန်တော်ရိုက်ရှာလိုက်မယ်ဥပမာမြန်မာလိုကျွန်တော်ရိုက် sorry font ကိုထောက်လိုက်ထောက်ပြီးလို့ရှင်အမ်မြန်မာလိုကျွန်တော် ရိုက်လိုက်မယ်ဥပမာပါလဲဆိုတော့ဘလဖတ်တုတ်လို့ရိုက်လိုက်မယ်เนาะမြမအစားအစားမြမအစားအစားမှာတော့မပါမဖြစ်ပေါ့ဗျာလဖတ်တုတ်ဆိုဒီမှာကြာလာပြီမကြာလာရင်လည်းဆက်ရိုက်ပေါ့ဗျာနေလားအဲ့တော့လဖတ်တုတ်လို့ကြာလာမယ်ဒီအပေါ်ဆုံးဘာမှာ image ကိုသွားလိုက်နော် image ကိုသွားလိုက်ပုံလေးပဲဦးစားပေးပြမယ်အဲ့မှာကိုကြိုက်တဲ့တင့်တော်တဲ့ပုံကိုရွှေပေါ့ဗျာကျွန်တော်ဒါလေးကိုတစ်ချက်ကြည်လိုက်မယ် site က925 40အအဆင်ပြေတယ်ကျွန်တော်ကပုံသေးလေးပဲလိုချင်တာဒါလေးအဆင်ပြေမလားပေါ့ right click ထောက်လိုက် save save image as ဆိုရှိဟလာလေးနှိပ်လိုက်နော်နှိပ်လိုက်လို့ရှိရင် download ဆွဲမယ်ဆိုသူ save တဲ့နေရာရှိတယ်အဲ့တော့နော် save လိုက်ပေါ့ save လိုက်ရသွားပြီအဲ့လိုပဲကို share save လိုက် okay ဒါဆိုကျွန်တော်နှစ်ခါတော့ရှာထားတာပေါ့နော်1လို့ပြလိုက် โอเคဆေးသွားပြီကျွန်တော်ကတော့အများကြီးပဲကျွန်တော်ဟိုပြင်ဆင်ထားတယ်ဆိုတော့ကျွန်တော်ဒေါင်းလုဒ်ဆွဲထားပြီးသားဖြစ်နေတာပေါ့เนาะအဲ့တော့ရှာမယ်ဆိုရင်ဒီလိုရှာလို့ရတယ်နောက်တစ်ခါကျွန်တော်နောက်တစ်ခုထပ်ပြမယ်အမဲနှပ်ပေါ့ဗျာအမဲနှပ်ဆိုလို့ရှိရင်လည်းဒီမှာအမဲနှပ်ဆိုပြီးကြာလာလိမ့်မယ်မကြရင်လည်းဒီအဆုံးထိရိုက်ထည်ရိုက်ထည်ပြီးတော့ဒီမှာ image ကိုရောင်းနေလားတစ်ချက်ကြည့်လိုက်ပြီးရင် အမဲနှပ်ပုံလေးတွေလိုက်ကြည့်ပေါ့ဗျာဒီမှာဒါမျိုးပေါ့เนาะဒါမျိုးလေး ကြည့်ပေါ့အခုကျွန်တော်ကစိုင်ကိုတကယ်ဖွင့်တာမဟုတ်ဘဲနဲ့ tutorial လုပ်ပြတာပဲဖြစ်တဲ့အတွက်ကျွန်တော် Google ကနေယူသုံးတာဖြစ်ပါတယ်အဲ့ဒီအတွက်လည်းတက်ဆိုင်ရာညီကောင်မောင်တို့မှအားလုံးကျွန်တော် credit ပေးပါတယ်ပြီးတော့ဒီကနေပဲတခါလဲခွင့်တောင်းပါတယ်အဲ့လိုပဲရှာလိုက်ပေါ့ဗျာဒီလားအဲ့လိုပဲရှာဥမာကြက်ကြက်သားဆိုလဲကြက်သားကာလာသားကြက်ဆိုပြီးတော့ရှာလိုက်အများကြီးကြာလာပါဗျာအဲ့လိုပဲရှာပြီး save သွားမယ် ကျွန်တော်ကဒီမှာအများကြီးပဲကျွန်တော်ရှားပြီးသွားပြီရှားပြီးသွားတဲ့အတွက်ကျွန်တော်ပြန်ပြီးတော့သွားမယ်ကျွန်တော်ရဲ့ဟိုကိုနော်နော်โอเค so အဲ့တော့ရပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာထည့်လို့ရပြီနော်ထည့်လို့ရပြီဆိုတော့ကျွန်တော်ဒီဟာတွေကိုအရင်ထည့်နော်ထည့်မယ်ဆိုရင်ပုံဘယ်လို upload လုပ်မလဲပေါ့ ျွန်တော်အခုနောက်က download ဆွဲထားတဲ့ပုံလေးရှိတယ်။အဲ့ပုံလေးကို upload လုပ်ဖို့အတွက်ဒီမှာ upload ဆိုတာရှိတယ်။နော်ဒီဘေးမှာ upload ဆိုတာလေးကိုနှိပ် upload file ကိုနှိပ်နှိပ်ပြီးလို့ရှိရင်ဒီမှာ browse page ကျလာမယ်ဆိုကိုခုနက save ထားတာဘယ်နေရာမှာ save ထားလဲ desktop ပေါ်မှာ save ထားဆို desktop ကိုသွား document ထဲမှာ save ထားဆို document ထဲကိုသွားဒါမှမဟုတ်လို့ရှိရင် download ထဲမှာ save ထားလားအဲ့ဆိုလို့ရှိရင် download ထဲကိုသွားပေါ့နော်ကျွန်တော်က control နှိပ်ထားပြီးတော့ select လုပ်မယ်အဲဆို multiple selection ရတာပေါ့နော် control ကိုနှိပ်ထားတယ် control နှိပ်ထားပြီးတော့ select လုပ်မယ်ဒီမှာ temp item ဆိုပြီးကျွန်တော်10ခုလောက်စေထားတယ်အဲ့လေဒီမှာ open လုပ်လိုက်ဒါဆိုရင်ကြည့်လိုက်ဒီမှာ loading လေးဖြစ်နေပြီတွေ့လားဒီမှာဒီမှာ upload နေရာမှာလည်းဒီလိုလေးဖြစ်နေတယ်ဒီမှာ loading လေးဖြစ်နေတယ်ဒါတွေပြီးတဲ့အထိကျွန်တော်တို့တစ်ချက်စောင့်ပါပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ placement ကိုဒီမှာစဉ်းစားမယ် စဉ်းစားမယ်ဆိုတော့ကျွန်တော်က main course တွေပေါ့နော်ဟင်းတွေကိုဒီအပေါ်တန်းမှာအရင်တင်ပါပေါ့နော်တင်မယ်ဆိုတော့ကျွန်တော်ဒီအကွက်ထဲမှာဒီအကွက်ထဲမှာကျွန်တော်ပါထည့်မယ်ဆိုတော့ကျွန်တော်စက်သားကာလသားချက်ဆိုပြီးတော့ထည့်မယ်ထည့်မယ်ဆိုရင်အတွက်ဒီပုံလေးကိုထောက်လိုက်ရင်ဒီမှာတကွက်တောက် delete နှိပ်လိုက်နော် delete image ဆိုလို့ရှိရင်ပုံပြတ်သွားတယ်ကျွန်တော်ပြန်ပြမယ် delete နှိပ်လိုက်လို့ရှိရင် delete grid ဆိုပြီးတော့မနှိပ်ပါနဲ့အဲ့ဒါဆိုအားလုံးပြတ်သွားလိုက်မယ် control z ပြန်ခေါ်လိုက်မယ်ဒါဝဲထောက်မယ် delete image ပဲလုပ်မယ်အဲ့ဆိုလို့ဒီမှာသူ့ရဲ့ပုံထည့်စရာ template အကွက်ကကြံနေလိမ့်မယ်အခါကျရင်ကျွန်တော်ဒီမှာစက်သားကာလာသားချက်လေးကျွန်တော် save ထားတာရှိတယ်။ဒါလေးကိုဆွဲလာပြီးတော့ mouse လေးကိုဖိပြီးဆွဲလာမယ်။ဒီမှာထည့်မယ်။ဖုန်းနဲ့သုံးတဲ့လူတွေကလည်းဖုန်းလေးနဲ့လက်လေးနဲ့ဖိပြီးဆွဲလာပြီးတော့လာထည့်လိုက်လို့ရတယ်။ဒါဆိုစက်သားကာလာသားချက်ရပြီ။စာကိုကျွန်တော်မပြင်သေးဘူး။ ဒီမှာထပ်ထည့်မယ် delete image လုပ်မယ်ကျွန်တော်ငါတလောက်ပေါင်းထည့်မယ်เนาะထည့်မယ်ပြီးရင်ဒီပုံဖြတ်မယ် delete image လုပ်မယ်ကျော်အမဲနှစ်ထည့် okay ဝင်သွားပြီเนาะအဲ့မှာတစ်ချက်ကျွန်တော်ပြမယ်ဒီပုံဒီပုံဒီပုံနေမှာဒီပုံကအလုံးအဆင်ပြေတယ် background ရှုပ်ထွေးမနေဘူးအဖြူရောင်သူ့ပကံကိုပုံစံနဲ့ပဲတွားတာပေါ့เนาะအဲ့တော့ဒီပုံက နောက်မှာ background ပါတယ်ဒီဟာလည်းနောက်မှာပါတယ်အဲ့ဒါတွေမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ပြန်ထောက်လိုက်ပြန်ဖြတ်လိုက် delete image ပြန်လုပ်ပြီးလို့ရှိရင်ဒီဟာကိုဆွဲလာဆွဲလာပြီးတော့ဒီအကွက်ထဲကိုအရင်သွားမချနဲ့အပြင်တနေရာမှာတစ်ချက်ချလိုက်နော်ချရင်ဘောင်ထဲကိုဝင်မသွားဘူးဝင်မသွားတဲ့အချိန်ဒီလိုဖြစ်နေတဲ့အချိန်မှာဒီမှာ crop ဆိုတာရှိတယ် crop ဆိုတာလေးကိုနေလူတလောက်လေးကို crop ပိုင်းချလိုက်နော် ဒီလိုလေးသွားမှာဒီလိုဖြစ်ပါတော့เนาะ crop လေးပိုင်လိုက်အနောက်ကဟိုတော်ယုံတော့ဒါကတကယ်တော့ဒီပုံလည်းမရှုပ်ပါအောင်ပြင်ဆွဲထည့်လိုက်လို့ရ sorry ဒီဘက်ကိုဆွဲထည့်လိုက်လို့ရပြီ okay ဒီပုံလည်းခုနကပုံလည်းအရင်တော့ရှုပ်မနေပါဘူးဒါပေမဲ့ကျွန်တော်က tutorial mode လို့လုပ်လို့ရတယ်ဆိုတော့ပြပေးတာဖြစ်ပါတယ်ခင်ဗျာနောက်ဒီပုံဒီပုံလည်းအဲ့လိုပဲနောက်မှာဒါတွေပါတယ်ဒါတွေမကြိုက်ဘူးဆိုလို့ရှိရင်ဖြတ်လိုက်ပါကျွန်တော် ထပ်ပြီးတော့ပြပေးပါမယ်ဖြတ်ပြီးဆွဲလာပြီးတော့လွတ်ရကြွရတနေရာပေါ့ဗျာဒီဘောင်နေတဲ့ဝင်မသွားမဲ့တနေရာမှာထောက်လိုက်ထောက်ပြီးလို့ရှိရင် crop ကိုယူအာဒီလိုဖြတ်ချလိုက်ပြီးရင်နည်းနည်းလေးပေါ့ကျွန်တော်တခြားဘက်အပေါ်တက်ချင်သေးတာပေါ့နော်တို့တို့လေးလှုပ်လိုက်လို့ရတယ်ကျွန်တော်ဘောင်လောက်လေးပါနေတာပြဿနာဖြစ်ပြီးအန်တာခောက်လိုက် အော်ဒီပုံရလာပြီအဲ့တော့ဒီထဲမှာလာထည့်လိုက်โอเคအရင်ရှုပ်မသွားတော့ဘောဗျာဆိုတော့ကျွန်တော်ဒီမှာ main cost သုံးခုထည့်ပြီးသွားပြီထပ်ထည့်လို့ရသေးတယ် ဆုပ်လိုက်လို့ရပါတယ်အဲ့တော့ဒါရပြီဒါရတော့ကျွန်တော်ကဒါတွေအားလုံးသဘောကျပြီကြိုက်ပြီပေါ့ဗျာကြိုက်တယ်ဆိုလို့ရှိရင်ဒါတော့လော့ချလိုက်ရတယ်လို့ဆိုကျွန်တော်ဘာလို့လဲဆိုတော့ဒါတော့လော့ချမယ်အကုန်လုံးပေါ့နော်ကျွန်တော်ဘာမှလုပ်လို့မရတော့အောင်လော့ချလိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တချို့စာလေးတွေပြင်မယ်အဲ့ခါမှာတို့ placement လုပ်ထားတာလေးထိခိုက်တာဖြစ်မှာဆိုလို့ ။နောက်ကျွန်တော်ဒီမှာပြင်မယ်။ဒါဆိုလို့ရှိရင်ကြက်ကာလာတာကြက်ပေါ့နော်။ကြက်ကာလာတာကြက်ကိုကျွန်တော်ဒီမှာ font တစ်ခုရွှေလိုက်မယ်။ Okay ကျွန်တော်ဒီ font လေးရွှေလိုက်မယ်။အာတကုံမျိုးတဲ့ regular ဆိုရဲ font လေးရွှေလိုက်မယ်။နော်။ကျတာကလာတာ ပြင်အောင်ချမယ်လို့ရှင်အားတော့ချက်โอเคအဲ့တော့ဒီနှစ်ခုကိုရပြီအားတော့ဒီကူရပြီအဲ့ဒီသုံးခုကိုကျွန်တော်စိုက်ပေါ့နော် site ကိုကျွန်တော်နည်းနည်းလေးဒီလောက်သွားမယ်19.6ဆိုတော့ကျွန်တော်က18လောက်ထားမယ်ဒါ two font ကဘာဖြစ်တာဒီရနေပြီးတော့ရွေးလို့ရတယ်18လောက်ထားမယ်ဒီမှာလည်းကျွန်တော်18လောက်ထားမယ်အဲ့ဒါလေးကိုအရင်ဟာနေတဲ့ဟာကို line spacing ကျွန်တော်လုပ်မယ်ဒီမှာ advanced setting ထဲမှာ line spacing အဲ့တော့ဒီနှစ်ခွအရင်ဟာနေတယ် အဲ့တော့ကျွန်တော်မကြိုက်တော့နည်းနည်းလေးကျွန်တော်ကတ်တယ်ဒီလောက်လောက်ထားလိုက်တယ်1.07လောက်ထားလိုက်တယ်ဒါောက်လည်းအလိုပဲဒီမှာ advanced setting တွေကိုလာမယ် line spacing မှာနည်းနည်းလျှော့လိုက်မယ်1.08 07ထားလိုက်မယ်အကိကိုလက်ကရွှေ့ရတာအဆင်မပြေဘူးဆိုလို့ရှိရင်ဒီမှာကျွန်တော်ပြရမယ်ရိုက်ထည့်လိုက်လို့ရတယ်1.07ရိုက်ထည့်လိုက်လို့ရနော် အဲ့ဆိုညီသွားပြီဒီအားလုံးနော်ဒီလိုဖြစ်သွားမယ်ဒီမှာကြည့်ကျွန်တော်အခုဆွဲချလိုက်တယ်အပေါ်ဆွဲတင်လိုက်တာ ਨੇ ဆွဲချလိုက်တာ ਨੇ ဒီမှာကြည့်ညီသွားပြီဒီကောင်း okay တယ် okay ဒီမှာနည်းနည်းချိန်မယ် okay okay အလဲကြောင်းချမယ်ကြပြီအဲ့တော့ဒီသုံးခုကိုကျွန်တော်လော့ချလိုက်နော် တော့မပြင်တော့ဘူးလော့ချလိုက်မယ်အော် group လောက်လိုက်မယ် group လောက်ပြီးတော့လော့ချထားလိုက်မယ်ကျွန်တော်မပြင်တော့အဲ့တော့ ဒီတော့ဆက်ရအောင်ပါ။ဟုတ်ပါဘူး။ဟုတ်ပါပြီ။ဒီကောင်ဒီထဲ။အဲ့မဲ့အဲ့တော့ကျွန်တော်ဒီမှာဘာလို့လဲဆိုတော့ကျွန်တော်ဒါလေးအပေါ်လေးဟုတ်တယ်လို့မရတော့ဒိန်းကြဆုံးဒိန်းကြဆုံးဆိုပြီးပေါ်လာရင်ဆက်မတင်နဲ့တော့ဘောနော် print ထုတ်ပါပါမလားပဲနေမယ်ဒီလောက်ဆိုရပြီအဲဒါလေးပေါ်နည်းနည်းကတ်မယ်ပြီးလို့ရှိရင်ကျွန်တော်လိပ်စာထည့်မယ်ဗျာ ရှင်းရှင်းလင်းလင်းမြင်ရပြီเนาะဒီအောက်နည်းနည်းချမယ်เนาะအဲ့တော့ကျွန်တော်ဒီမှာဗာထည့်မလဲဆိုတော့ကျွန်တော် logo လေးထည့်မှာပေါ့เนาะဟိုအမေလက်ရာဆိုပြီးတော့ရှင်းရှင်းလင်းလင်းကြီးစာလုံးကြီးပဲဖြစ်နေမှာဆိုတဲ့အတွက်သူ့ရဲ့ sign logo လေးရှိလိမ့်မယ်အဲ့ဒါလေးကျွန်တော်ထည့်မယ်ဒါကို ကျွန်တော်က canva နဲ့အာ AI နဲ့ပေါင်းပြီးဖန်တီးထားတာဒီအပြင်က block ကို ကျွန်တော်ကကန်ပါနဲ့ထည့်ထားတာဖြစ်ပြီးတော့ဒီပုံက AI နဲ့ဖန်တီးထားတဲ့ပုံဖြစ်တယ်။အဲ့ပုံကိုကျွန်တော် download ဆွဲလိုက်မယ်။နော်။ download ကိုကျွန်တော်က2မျိုးဆွဲမှာ။ဒါလဲဆိုတော့အာ YOYO PNG file define ဆွဲမယ်။ပြီးလို့ရှိရင်လိုရမယ်ကကျွန်တော်က transparent background ဆိုတဲ့ file တွေ define ထပ်ဆွဲထားလိုက်မယ်။နော်။ Okay ။အဲ့ဆိုရင်ဒီမှာကျွန်တော်တို့ခုနပြခဲ့တဲ့အတိုင်းဒီ font ကိုအာဒီ logo ကို upload လာလုပ်မယ် upload လာလုပ်ရင် sorry အာဒီမှာဒါလေးကို upload လုပ်မယ် control နှိပ်တာဒါ background နဲ့နှစ်ခုလုံးကိုကျွန်တော်ယူလိုက်တယ်နော်အဲအဆူဒီကိုရောက်လာပြီအဲ့တော့ကျွန်တော်က background မပါတဲ့ဟာကိုအရင်သုံးကြည့်မယ်เนาะဒါက background ပါနေတယ် ဒါ background မပါဘူးအဲ့တော့ background မပါတဲ့ဟာလေးကိုအရင်ပုံကြည့်မယ်ဘလို့သုံးလဲဆိုတော့ကျွန်တော်ဒီမှာ click တစ်ချက်ထောက်လိုက်လို့ရတယ်ဒီပေါ်ရောက်လာမယ်အဲ့လေးပေါ်ဆွဲသွားမယ်နည်းနည်းလေးချုပ်တာကျင်းတာမျိုးကျွန်တော်လုပ်မယ်နော်ဒီဘေးမှာထားပါပေါ့နော်ကျွန်တော်ဒီဘေးမှာထားခြင်းအဲ့တော့ဒီ sign book ဒါလေးကိုဟိုနာမည်လေးကိုကျွန်တော်နည်းနည်းလေးရွှေ့လိုက်မယ်ရွှေ့ပြီးတော့ဒါကိုဒီဘေးမှာထားမယ်နော် ဒီလိုလေးဖြစ်မှာပေါ့ဒါတော့ဆိုရပြီအဲ့ကျွန်တော် GUI gate လုံးလိုက်မယ်နောက်ဖောက်ပေါ့ Okay Okay ဒီလိုလေးဒီလိုလေးသွားလိုက်မယ်အဲ့ဆိုရင်ဒါတော့ဒီလိုရှိမယ်ဟိုအလဲပါညာထက်ဒီလို balance လေးလုံးလိုက်တော့တိတ်မတိတာပေါ့နော်အလဲမဟုတ်ပဲနဲ့ဒီလိုဖြစ်နေလဲအရင်တော့မတိတော့ကျွန်တော် Okay ဒါလေးထားလိုက်ပြီ ထားပြီးတော့ကျွန်တော်ကဘာလုပ်မှလဲဆိုဒီဟာကိုဘယ်နေ့ထိကိုအာ30% of promotion ပေးခြင်းနဲ့ပေးမယ်ဆိုတာလေးကျွန်တော်ကထည့်ခြင်းတယ်ထည့်ခြင်းတဲ့အတွက်ဒီ element ကိုလာမယ်လာလို့ရှိရင်ဒီမှာ promotion တက်လို့ရရှာလိုက် TAG တက် promotion တက်လို့ရရှာလိုက်ရင် okay အဲ graphic တွေအများကြီးကြာလာမယ် ဲ့တော့ကျွန်တော်ဒါလေးကိုခေါ်မယ်ခေါ်ပြီးတော့ချုပ်လိုက်မယ်ချုပ်ပြီးဒီအောက်ကိုလာထည့်မယ်ဒီအောက်မှာတက်စီမယ်ဒါလေးယူမယ်ကျွန်တော်အင်္ဂလိပ်လိုပဲရိုက်မယ်တတိပါစန့် off ါတယ်နည်းနည်းလေးနိမ့်မယ်ပြီးရှင်ကျွန်တော်ဇောင်းလေးယူလိုက်အဲ့တော့နည်းနည်းလေးစာလုံးမမြင်ရတော့ဘူးထင်တယ်လို့လေးရှင်းလိုက်โอเคเดี๋ยวเดี๋ยวมาจ้ะ ချက်မယ်เนาะဒါလူသူလူသုံးပေါ့ဗျာစလုံးတော့လူသူလူသုံးလူသူလူအုံချပေါ့ဗျာဟုတ်လားအဲဒီလိုလေးဒီလိုလေးချက်လိုက်ချက်ပြီးတော့ကျွန်တော်နောက်ထပ်တစ်ခါထပ်ပြီးတော့ level တက်ဆိုပြီးတော့ကျွန်တော်ရှာမယ် level တက်လို့ရှာလိုက်ဒါမျိုးလေးကြီးကြာလာမယ်အဲ့တော့ကျွန်တော်က ဒါလေးယူမယ်ဒါလေးယူပြီးတော့ဒီလို font လေးယူမယ် font ယူပြီးတော့ကျွန်တော် date တွေတခုထည့်လိုက်မယ်အဲ့တော့ဒီမှာလာထည့်လိုက်အဲ့တော့ promotion color ဆိုတဲ့ပုံစံမျိုးလေးပေါ့ဗျာ အာလုံမျိုးလေးထည့်လိုက်နော်ပြင်ဒါလေးလည်းနည်းနည်းနေတော့โอเคရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ pamphlet တစ်ခုရပြီပေါ့နော်အကယ်၍ကျွန်တော်တို့ကဒီမှာတခြားစာသားတွေထပ်ထည့်ခြင်းတယ်ဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့ဒါတွေကိုရွှေ့လို့ရတယ်ဒါမှမဟုတ်မလိုတဲ့ one line လောက်ဖြတ်ပြစ်လိုက်လို့ရတာပေါ့နော်ဖြတ်ပြစ်လိုက်ပြီးတော့ဟို ထားလို့ရတယ်။ဥမာ6မျိုးပဲထည့်မှာတို့ပါလို့ကြိုက်တယ်လို့လုပ်လို့ရတယ်။ default တွေကိုဒီမှာ effect တွေထည့်ခြင်းလဲဆိုလို့ရှိရင်ထည့်လို့ရတယ်။ကျွန်တော်ကတော့ okay မထည့်မထည့်ခြင်းဘောနော်။ဒီတိုင်းရိုးရိုးလေးပဲထင်တာမြင်တာရှိအောင်ကျွန်တော်ထားခြင်းတာ။အဲ့တော့နောက်ဗီဒီယိုမှာ ကျွန်တော်က AI နဲ့ ChatGPT Gemini အာနောက်ပြီးတော့ DeepSeek စတဲ့ AI တွေကိုဘယ်လိုသုံးမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။